ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ကုရှင်ကတော့သူ့မိနဲ့ဖေးသဘောမတူတဲ့အကြောင်းကရှောင်းကုန်းဆိုးတဲ့ကောင်မလေးနဲ့လက်ထပ်လိုက်ပါတယ်သူ့မိတိုင်းရကတော့ရှောင်းကုန်းကိုနည်းနည်းလေးမှကိုသဘောမကျပါဘူး ပြီးတော့ရှောင်းကုန်းကလည်းရှက်ပြပြကောင်းမလေးဖြစ်တယ်မို့ဒဏ်ရာဟာအမြဲလိုလိုသူ့ကိုဒေါသထွက်နေတတ်ပါရဲ့ဒီလိုနဲ့အမိုးချက်ကိုတက်သွားပြီးရှာကုန်ကိုကြည့်ပြီးဒဏ်ရာကအကျဉ်းကြီးအောင်လိုက်ပါရဲ့ဟေးကုရှန်အဖေရှင်ရဲ့ချွေးမတော်လာကြည့်ကြပါအောင်ရှင်အပေါ်ထက်ကနေလက်စစ်မီးကျိုးတွေကိုတုံ့နဲ့သွားထိုးပြီးသေချောင်းကျန်နေသလားဘာလားပဲဟေးချွေးမလေးရင်ငါနင့်ကိုလက်အုပ်ချပြီးတောင်းပန်ပါလေအောက်ကိုစင်းငယ်စမ်းပါအဲ့လိုမျိုးအနေနဲ့များတော်တွေမလုံဆန်းပါနဲ့ ရှောက်ကွန်ကတော့ပေါ်ထက်ကနေပြီးခုံချလာကသူတို့ကိုပြောလိုက်ပါတယ်။ဩအဖေနဲ့မရဲနည်းနည်းလောက်တော့စေးရေးထားကြပါအထဲဝင်လာကြည့်လိုက်အားလုံးနားလဲသွားလိမ့်မယ်။ဒီလိုနဲ့အိမ်ထဲမှာမီးလင်းနေတာမြင်ပြီးဒါယာလေးအရင်ကပြောသွားကမယုံနိုင်တယ်လို့မျိုးပြောလိုက်ပါရယ်။ဟင်ငါတို့အိမ်မှာလက်စစ်မီးရနေတယ်ပေါ့လေ။ဒါဆိုငါတို့ဒီနှစ်ထဲမီတာပေ3လမဆောင်ထားတာ ው မီတာရုံးကသဘောကောင်းပြီးမီးပြန်ပေးလိုက်တယ်ပေါ့။ဘသူမှမီးပြန်ပေးတာမဟုတ်ဘူးအဖေရဲ့ အဲ့ဒါသမီးညံကိုလွှာတုံးပြီးတော့အိမ်ထဲကိုလက်ဆက်သွဲလိုက်တာအဲ့ဒါကြောင့်အိမ်ထဲကိုမီးရလာတာပေါ့ဒါမဲ့တယောက်ယောက်တီးသွားရင်ရောဘာမှမဖြစ်ပါဘူးဖေရတယောက်ယောက်မြင်လို့မင်းမီတာခဆောင်ပြီးတုံးတာလို့ပြောလိုက်ပေါ့အဲ့ဒါကြောင့်မီးလာတာဆိုရင်အားလုံးရှုံပါတယ်သမီးကတော့ဒီလိုနှွေရတီကြီးမှာအဖေတို့အမေတို့နဲ့ကလေးတွေကပူဝပူနဲ့အမောင်ထဲမှာမနေစေချင်လို့လေဒီတယောက်ကတော့ဘလို့လူလဲကိုမသိဘူးဟဲ့ငါတို့ထောင်ကြောင်များကြံစီနေသလားပဲ ပြောလိုက်နော်ဟိုလူအတွက်ဒီလူအတွက်ဆိုပြီးသူလှုပ်ချင်တာတွေပဲပတ်လှုပ်냐ပဲနောက်နေ့မှတော့ဒန်ယာလင်ရှာကွန်းကသုံးမိန်ဆိုင်ကနေပစ္စည်းတစ်ခုတဲလာတာကိုတွေ့လိုက်ရပါတယ်ရွှေမလေးဒါဒါပါလဲအမေဒါအဝတ်တွေကိုရှော်လို့ရတဲ့ဆက်ဒီစကားကိုကြားလိုက်တန်းနေဒန်ယာလင်အန်အော်တကြီးဖြစ်သွားပြီးတော့ပြောလိုက်ပါတယ်ချွေးမလေးနင်တာပါလှုပ်냐လဲအိမ်မားဖြင့်ထမင်းတော်နှက်မှန်အောင်မင်းကိုစားနေရတာကိုနင်ကဒီလိုအိုးရှော်တဲ့ဆက်ကိုဝယ်လာတယ်ပေါ့ဟုတ်လား ။ချွေးမလေးငါတို့ကဆင်းရဲတဲ့သူတွေပါ။ဓာတ်တွေဝယ်ပြီးဘာလုပ်ရမလဲ။ငါတို့ဘာသာငါတို့ခက်ခဲနေတာကိုနင်ရအဝိရှော်ဆက်ကိုဝေးလာရလား။အဖေအဖေကလည်းအเจ้าမရှိဒေါသတွေထွက်နေတာကြီးပဲ။သမီးတွေဆက်ကိုအဟောင်းဆန်နေပြီးတော့ပတ်ဆက်9000တန်းနဲ့ဝယ်လာတာ။အထက်ကမော်တာလေးတစ်ခုပြက်နေရမို့အဲ့ဒီအဟောင်းဆန်ကပဲဝယ်လာခဲ့တာလေ။အခုပတ်ဆက်8000နဲ့အဝိရှော်ဆက်ရလာပြီလေ။ဘလို့လဲ။အခုအဖေချွေးမလေးရဲ့ဉာဏ်ပညာရှိမှုမြင်မင်းမလားအေးအဲ့လိုအပြောချွတ်ချွတ်နဲ့ ਆ လေ နင့်အဖေကိုပဲပြောလို့ရမယ်။ငါ့မရဘူး။ကဲပြောစမ်း။အဲ့ဒီပတ်စံ၈၀၀၀ကောနင်ဘယ်ကနေရတာလဲ။အမှန်တမ်းပြောရမှာလားယင်။တကယ်တော့ကျမအမိကျက်တွေရဲ့ကျက်ဥတွေကိုရောင်းလိုက်တာပါ။ကျက်ဥတွေပေါက်လာတော့လေဘာလို့မှလဲ။အချိန်တန်ကျွေးရမွေးရအောင်မယ်။ဒါကြောင့်မယ်လို့တလို့အုံချလိုက်တာလေ။ကျမနေ့တိုင်းနေ့တိုင်းဥတ်တွေကိုလက်နဲ့လျှော်ရတာပင်မန်းတော့လေ။ပြီးတော့အမေနဲ့အိမ်ကကလေးတွေရဲ့ဥတ်တွေကနဲရမှတ်လို့အခုအားစပြီးဥတ်တွေကိုဆက်နဲ့စိတ်ကြိုက်လျှော်လို့ရပြီပေါ့။ နောက်နေ့မနက်မှာတော့ဝင်းလျှော်စက်ရဲ့စူညံတန်းကြောင်အားလုံးနူလာကြပါရစ်။ပြီးတော့တိုင်းရလေးညှဉ်ညူပြီးတော့ပြောလိုက်ပါရစ်။အဲ့ကောင်မလေးရလဲလေ။စောစောစီစီဘာတွေလုံညာလဲမသိဘူး။အဖို့ကိုနေ့လည်းနေ့ခင်းမှာလျှော်လို့မရအောင်လားမသိဘူး။သူကိုယ်တိုင်လည်းမအိတ်၊သူမြောင်းလည်းအိတ်ခွင့်မပေးဘူး။ဒီလိုနဲ့အတော်ကြာလေးအထိဝင်းလျှော်နေတာကရမသွားတာမို့တိုင်းရလေးထလာပြီးဒီလောက်ကြာကြီးရှောက်ကွန်ဘာတွေများရှောင်နေလိမ့်လို့သွားခွင့်ကြည့်လိုက်ပါရစ်။ဒီလိုနဲ့သူလည်းဝင်းလျှော်စက်အဖုံးကိုဖွင့်လိုက်တဲ့အခါမှာတော့ ရှောင်းကွန်ကလိုးတကြီးနဲ့ပြုတ်လိုက်ပါရီအမေအဲ့ဒီထဲကိုသွားပြီးအဝတ်တွေမထည့်လိုက်နဲ့နော်အဲ့ဒီထဲကတိန်ချင်တွေဟမ်တိန်ချင်တွေကဥရှော်ဆက်ထဲမှာဘာသွားလုပ်နေရတော့အမေဒီတခါသမီးအကျန်ထုတ်ပြီးလှုပ်ကြည့်ထားတာလေအခုအမေတိန်ခဲတွေလှုပ်ဖို့ခက်ခက်ခဲခဲပြောဆက်စရာမလိုတော့ဘူးမလိုင်တွေကသူ့ဘာသာအစင်းနဲ့ထွက်လာမှာဟင်တကယ်လားအဲ့လို့ဆိုငါတနေ့တနေ့လက်နဲ့ပင်ပင်မမလှုပ်နေရတာတွေကလွယ်လွယ်လေးနဲ့ပြီးသွားမှာပေါ့နော်။၃နိုင်လောက်နဲ့ထော့ဘက်တွေကိုလည်းအပီးလို့လို့ရအောင်မယ်။ ဒါပဲလေအမေရဲ့အဲ့ဒါကြောင့်မေတိမ်တွေအားလုံးကိုသမီးရဲ့ဥရှော်ဆက်တဲ့ထည့်ထားပေးရကြည်လိုက်အခုတော့တော်တော်လေးအဆင်ပြေနေပြီဟဲ့ဒါပေမဲ့ဒီလိုသားဆိုရင်ငါတို့ဒီထဲမှာဘလို့အဝိရှော်ရတော့မှလဲဩပြီးမှပဲရေနွေးနဲ့ပြန်ပြီးစိတ်ကြောလိုက်မယ်လေအမေစိတ်မပူပါနဲ့ဒီလိုနဲ့ပဲရှောက်ကုန်းကတော့သူ့ဘာသာရှောက်တွေးရှောက်လုပ်လိုက်တဲ့လောက်ကန်ကသူ့မိသားစုနဲ့အတူတူနေရတာကိုပြောနေပါတယ်ဒီလိုနဲ့ပဲတည့်ရံပါတော့ဒါရရဲ့နွားရီကျွေးတွေကို ငွေဝင်ပေါက်သွားတာမို့လေးကောင်လုံးကတီးသွားပါတော့တယ်စောစောသိရင်လည်းသူတို့ဟာကင်းနိုင်မှာဖြစ်ပေမဲ့အတိနောက်ကျသွားတာမို့အကုန်လုံးကတော့တီးကုန်ပါတယ်ဒါဟုတ်ကြည့်ပြီးတန်ရာကတော့ရန်ကုန်တောကပင်လေးဝင်နေရပါတယ်ဒီလိုနဲ့ပဲတပတ်လောက်ကြာသွားတဲ့အခါမှာတော့ကူရှက်ကလည်းပြဿနာတက်ပြီးအလုပ်ပြုတ်ပါတော့တယ်အခုတော့မိသားစုဝင်များတွေသူတို့အိမ်မှာအလုပ်မရှိပေစားရေးတောက်ရေးလေးခက်ခဲလာပါတော့တယ်ရှောင်းကွန်ကြီးကြည့်ရတာငါတို့အပျော်လေးတွေတော့အကုန်လုံးပြည့်စည်ကုန်ပြီထင်ပါတယ် ငါတို့စင်းရင်ရင်တော့မှအမြဲတမ်းပျော်ရွှင်နေခဲ့ရတာလေ။ဒါပေမဲ့အခုတော့ငါလည်းအလုပ်ပြုတ်ပြီးအလုပ်ကလည်းဘမားမှမရတော့ဘူး။အရင်ကဆိုအလုပ်မရှိရင်တော့နွားနို့တွေဒင်းကျင်တွေလောက်ရောင်းတာကနေဝင်ဝင်ရှိသေးတယ်။ဒါပေမဲ့အခုတော့ကြောက်ကုန်လိမ့်တွေ့လိုက်ပါရဲ့။ဒါဆိုကျမတို့ငွေဝင်စေမယ့်အလုပ်တစ်ခုခုလောက်ကိုစဉ်းစားကြည့်ရအောင်ဒီခါမှာကုရှက်ရဲ့ညီကောင်မောင်မတွေရောက်လာပြီးကုရှက်ကိုပူဇော်ကြပါတယ်မြမဖြစ်သူကပြောလိုက်ပါတယ်ကိုကြီးရဲ့ပတ်စံပေးအောင်အရှိမပါနေပူရီတဲလာနေတယ် ။အမီတို့ဘာနှီးစားချင်လို့။နင်တို့သွားဆော်နေကြစမ်းပါ။ငါမှပတ်စံအလောက်မရှိဘူး။ကလေးတွေလည်းဝမ်းနေသွားကြပါလိမ့်။အော်ကလေးတို့ရဲ့ဘာလို့စိတ်ပူနေကြရလဲ။ကဲလာငါနင်တို့အိမ်မှာပဲဘာနှီးပူရီလောက်ကျွေးပါမယ်။နင်တို့အဝစားကြဟုတ်ပြီလား။အိမ်မှာတော့ပစ္စည်းဟာဆုံလင်းရှိမနေပါဘူး။ဒါကြောင့်သူဟာအရှင်ဆုံးဂျုံလေးတွေကိုနေလိုက်ပြီးပါနီပူရီတွေကိုကျော်လိုက်ခါတွင်းစားလို့ရအောင်အချင်းဆက်ဖို့အတွက်အိမ်ချံဝင်းတွေကတံမြောင်သီးတွေကိုပဲတွားခုလိုက်ပါတယ်။ ဒီလိုနဲ့အားလုံးကိုလှုပ်ပြီးပါဠိပူရီတွေပြီးသွားတဲ့အခါမှာတော့အားလုံးကိုကြွေးဖို့ခေါ်လိုက်ကြမှုကလေးတွေကအော်လိုက်ပါတယ်။မမတောက်အရင်ထည့်ပြီတောက်အရင်ထည့်ပြီမမတောက်အရင်ထည့်ပြီနော်တောက်အရင်ဟဲ့ဖြစ်ဖြစ်တတလှုပ်ကြစမ်းပါအားလုံးထည့်ပြီမှာပေါ့အဲ့ဒါကြောင့်ပဲကလေးတွေဆိုတာတကယ်အရှုပ်ထုပ်လေးတွေလို့ပြောကြတာသူတို့ကြည့်ပြီးကျမတော်တတ်တတ်ကလေးမွေးပေးစရာမလိုတော့ဘူးလို့ထင်နေနင်လဲအားရင်ကလေးတွေကိုပဲတိုက်ခိုက်냐ပဲနော် ငါမွေးထားတဲ့ငါကလေးတွေကိုနင်မပြောဆမ်းပါနဲ့နင့်ဟာနင့်သားတယောက်လောက်ပဲမွေးနိုင်အောင်ကြိုးစားပြီးမွေးကြည့်ပါအောင်ဟဲ့ရှောင်းကွန်ကတော့ပါနီပူရီတွေကိုအများကြီးပဲလှူထားပါတယ်ဒါပေမဲ့အဲ့ဒါတော့မလောက်ပါဘူးကြည့်ရတာငါပါသူတို့အတွက်ပါနီပူရီဆိုင်ဖွင့်ပေးရမှထင်တယ်နင်ပြောတာမဆိုးဘူးချွေးမလေးနင်လှုပ်တဲ့ပါနီပူရီတွေကတကယ်အရသာရှိတော့ဘူးအော်ဟုတ်သားပဲဒါဆိုရင်ပတ်စံရှာဖို့ဒါအကောင်းဆုံးနီလာမဖြစ်ရမယ်ဒါပေမဲ့ပါနီပူရီတွေကိုရောင်းဖို့ဆိုရင်လှဲရလဲလို့သေးတယ်လေ ဒီလိုနဲ့ရှာကွန်လိန်သူ့ရောက်ကချင်းရဲ့စပိန်ကိုတွေ့သွားခဲ့ပါတယ်။ဒါကြောင့်သူလည်းနီလန်တစ်ခုကိုစဉ်းစားလိုက်ပါတယ်။အရင်ဆုံးတော့သူဟာအိုးကြီးတစ်ခုတည်းကိုပါနီပူရီတီကြောထည့်လိုက်ပြီးအချင်းတွေကိုတော့အချင်းတစ်မျိုးအချိုတစ်မျိုးဖြော်ကစပိန်နောက်မှာတစ်သားထိုင်ကုန်လေးတစ်ခုကိုတင်လိုက်ပြီးတော့တေချာပြင်ဆင်နေရချပြီးဈေးသွားရောက်ဖို့ထွက်သွားခဲ့ပါတယ်။ตาแหละไอ้มาไม่ရှိဘူးဒီကောင်မလေးကလည်းတယောက်เท่ပါတယ်လှုပ်လှုပ်လှုပ်နေမှန်းကိုမသိဘူးစိတ်ညစ်လိုက်တာเนาะတကယ်ပဲ ူဒီလိုမျိုးစပိန်နဲ့ပါနီပူရီတွေလက်ရောက်တဲ့အခါမှာတော့လမ်းသွာလမ်းလာတွေလည်းသူစီကနေဝိုင်းစားရတာပုံလွင်နေပါတယ်။ဒါကြောင့်ခဏအကြာမှာပဲသူ့ဘုံတွေဟာအကုန်လုံးကုန်သွားပါတော့တယ်။ပြီးတော့အင်ကူပြန်လာခဲ့ပါတယ်။ပြန်လာပြီလားရှုပ်ထုံးမပါနီပူရီတွေမှကြီးရဲ့အခုဘာဖြစ်ခဲ့လဲပြောစမ်းပါစီအောင်ရတော့အဲ့လောက်လွယ်တယ်လို့များထင်နေသေးလားသိရအောင်ဒီမှာကြည့်အမေသမီးမုံနဲ့အကုန်ရောင်းရလို့လေပတ်ဆက်နဲ့အများကြီးရလာတယ် စံတွေကိုမြင်လိုက်ရတာမို့ဒဏ်ရာကတော့မျက်လုံးတွေပြူးကျဲသွားရပါတယ်။နောက်နေ့မနက်မှာတော့ထပ်ပြီးရှာကွန်လေးပါနီပူရီတွေကိုသွားရောင်းပြန်ပါတယ်။သူ့ရဲ့ပါနီပူရီတွေကရောင်းတော့ရောင်းကောင်းပေမဲ့စပိန်တတိလေးပေါ်မှာတင်နိုင်လောက်တလောက်နည်းနည်းပဲတင်ရောင်းနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ဈေးဝယ်သူတွေစားကျင်တဲ့အရာသာမျိုးမျိုးကိုလုံမပေးနိုင်ပါဘူး။ဒါကြောင့်သူလေးရဲ့အတော်ကြောင့်ပါနီပူရီတွေကိုကြိုးစားရောင်းပြီးပစံတွေကိုစုထားပြီးတော့လှဲလေးတစ်စီးကိုလည်းဝယ်လိုက်ပါတယ်။ပြီးတော့တွေးလိုက်ပါတယ်။အင်း အခုကအချုံနဲ့ချင်းနှမျိုးလောက်ပဲရောင်းတာဒါပေမဲ့ချင်းဆက်တွေတခြားအရသာတွေကငါဆက်ပြီးလှုပ်လို့ရသေးတယ်အခုဆိုလှဲရလဲကြီးသွားပြီဆိုတော့ငါပါနီပူရီအရသာ၁၀မျိုးလုံရောင်းရင်ရောဒါဆိုငါရဲ့ပါနီပူရီတွေအများကြီးကိုရောင်းကောင်းမှာပဲဒီလိုနဲ့သူလည်းအရသာ၁၀မျိုးကိုဆက်လိုက်ပါ रे ပြီးတော့တွေးလိုက်ပါ रे อืมဟုတ်သားပဲငါမုံနေကိုလည်းအရသာ၁၀မျိုးဖြစ်အောင်လှုပ်ရင်ရောသူဟာဒီလိုတွင်းပြီးအရွက်တွေအသီးတွေအရောက်မုံလေးတွေထည့်ပြီးတော့ ထူးထူးခြားခြားဖြစ်အောင်ရတာလေးတွေဖန်တီးကရောင်စုံပါနီပူရီလေးတွေကိုလှုပ်လိုက်ပါတယ်။ပြီးတော့တွားရောက်မှုအတွက်ထွက်လာခဲ့ပါတယ်။အဲဒီခါမှာသူ့ရဲ့ပါနီပူရီစင်မျိုးဟာဈေးထဲမှာနမိတ်ကြီးသွားပါတော့တယ်။သူ့ရဲ့ထူးခြားပြီးရောင်စုံရတာစုံလာတဲ့ပါနီပူရီတွေကိုကြည့်ပြီးလူတွေကလည်းဝေးစားဖို့တန်းစီနေကြပါတယ်။ရပ်ပမာတော့ရှာကုန်လိန်သူ့ရောက်ခမလက်ထဲကိုပစံ3000ပေးလိုက်ပြီးပြောလိုက်ပါတော့တယ်။မြင်လားမေဒါဒီနေ့တရက်ထဲသမီးရှာလာနိုင်တဲ့ငွေအဲ့ဒါကြောင့်အခုကြံတဲ့သူတွေလည်း တခြားအလုပ်တွေမရှာတော့ဘဲနဲ့ကျမနဲ့တူတူပါနေပူရီတွေလောက်တော့ကူညီပေးပါလားဒါဆိုကြည့်နေလိုက် သမီးတို့အမြန်ဆုံးတထေးဖြစ်လာမှာနင်ပြောတာမှန်တယ်ချွေးမလေးငါအမြဲတမ်းနေရပေါက်ကြရတွေတွေးပြီးတော့ရှောက်လောက်တက်တယ်လို့ပဲတွေးခဲ့တာဒါပေမဲ့ဒီနေ့တော့ငါသိလိုက်ပါပြီငါရဲ့ချွေးမလေးကတကယ်ဉာဏ်ကောင်းပြီးတော်တဲ့သူပဲမနှက်ပြန်ဆပြီးငါလည်းနင့်ကိုကူညီပေးမယ်ငါရောပဲဒီလိုနဲ့ပဲရှာကွန်ဟာအိမ်သားတွေနဲ့အတူပါနေပူရီတွေကိုရောင်းချပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။